င်းမင်္ဂလာပါမိုးလေဝသသတင်း channel လေးမှာကြိုဆိုလိုက်ပါရရှင်2025ခုနှစ်စက်တင်ဘာလ25ရက်နေ့မြန်မာစံတော်ချိန်မနက်9:00နာရီခွဲအချိန်တိုင်းထွာစမြာရာစူပါတိုင်ဖုန်းမုန်တိုင်းရာကာစာကြောင့်မြန်မာနိုင်ငံအပေါ်အသက်ရောက်မှုအခြေအနေများကိုတင်ဆက်ပေးသွားပါမယ်တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်ခဲ့သောတိုင်ဖုန်းမုန်တိုင်းရာကာစာသည်အနောက်မြောက်ဘက်သို့ရွေ့လျားခဲ့ပြီးတရုတ်နိုင်ငံမှာဖြတ်ကျော်ခဲ့ကာ တရုတ်နိုင်ငံရန်ကျင်းမြို့၏အရှိတောင်ပိုင်းရေမိုင်30မိုင်ခန့်အကွာပင်လယ်ပြင်ကိုဗဟိုပြုနေပါတယ်။အဆိုပါတိုင်ဖုန်းမွန်နိုင်ရာကစသည်လေပြည်ရာ950ဟက်တိုပါစကယ်နဲ့အမြင့်ဆုံးလေတိုင်နှုန်းမှာတနအီလင်းမိုင်100နှုန်းခန့်ဖြစ်ပါတယ်။နောက်58နာရီအတွင်းအဆိုပါတိုင်ဖုန်းမုန်တိုင်းရာကစားသည်အနောက်ဘက်သို့ရွေ့ရှားနိုင်ပြီးနောက်6နာရီအတွင်းတရုတ်နိုင်ငံတောင်ပိုင်းဂွမ်တောင်းပြည်နယ်ကမ်းရိုးတန်းဒေသများကိုစတင်ဖြတ်ကျော်နိုင်ပါတယ်။ ထိုမှတစဉ်နောက်48နာရီအတွင်း BNN နိုင်ငံမြောက်ပိုင်းဒေသများကို အပူပိုင်းမုန်တိုင်းအဖြစ်ဖြင့်ပြတ်ကျော်နိုင်သည်ဟုခန့်မှန်းရပါတယ်ရှင်။တိုင်ဖုန်းမုန်တိုင်းရောကစားမှာပြတ်ထွက်လာသောတိမ်တိုက်များကြောင့်ယနေ့မနက်ပိုင်းမှာ36လ2025ရဲ့နေ့အတွင်း စကိုင်းတိုင်းထပ်ပိုင်းကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင် နေရာကျဲကျဲနဲ့နေပြည်တော်ရန်ကုန်တိုင်းမန္တလေးတိုင်းပဲခူးတိုင်းမကွေးတိုင်းစကိုင်းတိုင်းအောက်ပိုင်းအေရဝတီတိုင်းတနင်္လာရီတိုင်းကယားပြည်နယ်ကရင်ပြည်နယ်ချင်းပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းနဲ့အရှေ့ပိုင်းတို့တွင်နေရာစိစိမှနေရာအနှံ့ပြားမိုးထစ်ဆုံရွာပြီးဒေသအလိုက်နဲ့နေရာကွက်ရွေမိုးကြီးနိုင်ပါတယ်မြမကဲရိုရန်တရှောင်းနဲ့ကမ်းလို့ပင်လေပြင်းတို့တွင်ရံဖန်ရံခါမိုးတက်လေပြင်းများကြောက်ပြီးလှိုင်းကြည့်ပါမယ် မိုးတက်လေပြင်းကြခြင်းရေပြင်းပြင်းပြင်းလေးဟာတနိုင်လင်း35မိုင်အထိတိုက်ခတ်နိုင်ပါတယ်။လှိုင်းမြစ်မှာမြမကန်ယူရန်တစ်ချောင်းနဲ့ကန်လွန်ပင်လယ်ပြင်တို့တွင်ဆယ်ဘေးမှာဆက်နက်ဘေးခန့်အထိရှိနိုင်ပါတယ်။မိုးတက်ထန့်စွာရွာသွန်းခြင်းနဲ့အတူတဘာဝဘေးအန္တရာယ်များဖြစ်ပေါ်နိုင်ပါသဖြင့် အဆိုပါဒေသများရှိကုန်းမြင့်ဒေသအနီးတွင်နေထိုင်ကြသူများအနေဖြင့်မြေပြိုမှုအန္တရာယ်မြင့်ငယ်ချောင်းငယ်များအနီးတွင်နေထိုင်ကြသူများအနေဖြင့်ရေကြီးရေရှမ်းမှုများကိုကြိုတင်သတိပြုရှောင်ရှားနိုင်ပါရန်နှင့်ပြည်တွင်းရေကြောင်းသွားလာ၏လေကြောင်းပြန်တမ်းရေးနှင့်ဆယ်မြောင်းတာတမများအနေဖြင့်လိုအပ်သည့်များကြိုတင်ပြင်ဆင်ဆောင်ရွက်ထားနိုင်ပါရန်သတိပေးနှိုးဆော်အပ်ပါရရှင်။